ညှို့ဖို့လိုတယ်ညှို့ဖို့အတွက်ဒန်းလူလူဖြစ်ဖို့လိုတယ်လို့စိုင်းဆရာကြီးဒဂုံတာယာပြောခဲ့ပူပါတယ်မြန်မာနိုင်ငံမှာဒန်းလူလူအခွင့်အရေးမရှိလို့ဆိုပြီးတော့မှတိုင်းသားညီကိုအရှင်ရှင်ပြည်တွင်းစစ်ဖြစ်လာတာနှစ်90ကျော်လာပါပြီအစိုးရဆက်ဆက်ပဲအစိုးရပဲတက်တက်ညဉ့်ညဲရေးရဖို့ညဉ့်ညဲရေးလုပ်ငန်းစဉ်တွေကိုပုံစံမျိုးစုံနဲ့ဆောင်ရွက်ခဲ့ပါတယ်လက်ရှိညဉ့်ညဲရေးလုပ်ငန်းစဉ်ဆောင်ရွက်ချက်တွေဟာအစိုးရ20ရှိပြီလို့ပြောရမှာဖြစ်ပါတယ် အဲ့တော့ဒီငင်းကြီးလုပ်ငန်းစဉ်82နေသလားနောက်ပြန်ဆုံးမဲ့အခြေအနေတွေရှိနေသလားကျွန်တော်တို့ဒီတစ်ပတ် DBB debate season မှာဆွေးနွေးသုံးသပ်သွားကြဖို့ဖြစ်ပါတယ်ကျွန်တော်နေသွင်းခြင်းပါ မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့ဆွေးနွေးမယ့်ခေါင်းစဉ်ကငញ្ញញ៉ៃလုပ်ငန်းစဉ်နောက်ပြန်လှည့်နိုင်သလားဆိုတဲ့ခေါင်းစဉ်ကျွန်တော်တို့ဆွေးနွေးသွားကြမှာဖြစ်ပါတယ်ဒီနေ့ဆွေးနွေးပွဲအတွက်ကျွန်တော်ဖိတ်ကြားထားသူတွေနဲ့မိတ်ဆက်ပေးပါမယ်ခင်ဗျာအရင်ဆုံးကျွန်တော်မိတ်ဆက်ပေးချင်တာကတော့ဦးမျိုးဝင်းဖြစ်ပါတယ်ဒုတိယဥက္ကဋ္ဌမြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တစ်တဦးကဖြစ်ပါတယ်နောက်ကျွန်တော်မိတ်ဆက်ပေးချင်တာကတော့ဒေါက်တာမင်းစောဦးဖြစ်ပါတယ်အလုံးမှုဆောင်ညွှန်ကြားရေးမှူးငញ្ញញ៉ៃနဲ့လုံခြုံရေးဆိုင်ရာ Institute ကဖြစ်ပါတယ် ။နောက်ကျွန်တော်မိတ်ဆက်ပေးချင်တာကတော့ဒေါ်ထုမေဖြစ်ပါတယ်။ဒီအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်ပါတယ်။အခုနောက်ဆုံးကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာတော့ရန်ကုန်တိုင်းရဲ့တိုင်းသားရဲဝန်ကြီးဖြစ်နေပြန်လည်ရွေးကောက်ခံရသူဖြစ်ပါတယ်။နောက်ကျွန်တော်မိတ်ဆက်ပေးချင်တာကတော့ဦးမြအီဖြစ်ပါတယ်။ Federal Democracy in Azu ထူထောင်သူဖြစ်ပါတယ်။အရင်ဆုံးတော့ဦးမျိုးဝင်းနဲ့ပဲစကြင်ပါတယ်။ဦးမျိုးဝင်းကတော့ NCA အခြေခံတဲ့ငင်းငယ်လုပ်ငန်းစဉ်ထဲမှာကိုယ်တိုင်ကိုယ်ကျပါဝင်နေတဲ့ကောင်းဆောင်တယောက်ဖြစ်ပါတယ်။အဲဒီတော့လက်ရှိဖြစ်နေတဲ့ဆိုရင်တော့ကပေါ့အာနာသိမ့်မလားမသိမ့်ဘူးလား အာတိမ့်တော့မှာလားမနေ့ပြန်ပဲတိမ့်မှာလားဒီနေ့ပဲတိမ့်မှာလားစသဖြင့်ဖြစ်နေကြတဲ့ပုံမှာငင်းငိမ့်လုပ်ငန်းစဉ်ပုံမှာဘယ်လိုတက်ရောက်မှုတွေဖြစ်လာနိုင်လဲညိုရင်ဒီကတော့လက်ရှိအောက်နေဖို့ငင်းချမ်းလုပ်ငန်းစဉ်ကတော့ဒီ NC ပုံမှာခြေခံတဲ့ငင်းချမ်းလုပ်ငန်းစဉ်ကောင်းနေဖို့ဖြစ်တာ ਉ တက္ကရုသယူကောက်2020ယူကောက်ပွဲမှာအစိုးရအပြောင်းလဲဖြစ်တယ်ဆိုရင်လည်းဒီငင်းချမ်းလုပ်ငန်းစဉ်မှာတက်ရောက်မှုဖြစ်မှာလည်းဒီ2020ယူကောက်ပွဲရန်လာဝင်ဇနီးကြောက်ကောင်းနေမဖွစ်နိုင်ဘူးအာနာလွှဲပြောင်းမှုကဇနီးကြောက်မဖြစ်ဘူးဆိုရင်လည်းငင်းချမ်းလုပ်ငန်းစဉ်မှာတက်ရောက်မှုရှိနိုင်တယ် ောက်တစ်ခုကြမှာသိနေအဲ့ဒါဘာလဲဆိုတော့တမတော်ကပြောင်းတယ်ဘာလို့ဆို2020အလွန်မှာကကွေဦးစည်းချိုးကတောင်ဝန်တက်တန့်ပြိမာပါကလာမှာတောင်လွတ်ပြောင်းမှုရှိလားမရှိဘူးလားတမတော်တင်ပြောင်းလဲဘာလဲဆိုတော့ကျွန်တော်မသိဘူးဘာလို့ဆိုညချိုင်းလုပ်ငန်းစဉ်ကဆွေးနွေးပေးရကျွန်တော်ဘယ်သုံးဘက်နဲ့ဒီကဆွေးနွေးနေရတာဖြစ်တယ်ဟိုဒီကဆွေးနွေးနေရတာတော့ဒီအစိုးရရဲ့တမတော်ရဲ့ကျွန်တော်တန်တန်းနဲ့ငယ်ဖွဲ့စည်းရဲ့ဆိုတော့အစိုးရအပြောင်းလဲဖြစ်မယ်ဆိုရင်လည်းပဲကျွန်တော်ဆွေးနွေးပေးပြောင်းလဲဖြစ်မှာတမတော်ပြောင်းလဲဖြစ်တယ်ဆိုရင်လည်းပဲဆွေးနွေးပေးပြောင်းလဲဖြစ်မှာဒီအပြောင်းလဲတွေနောက်မှာ က်ရောက်မှုတွေအများကြီးပါတယ်ဟုတ်ကဲ့ဦးမင်းစောဦးကတော့အရင်ဦးသိန်းစိလက်ထက်ထဲကငင်းငယ်လုပ်ငန်းစဉ်မှာထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့လူလည်းဖြစ်ပါတယ်အကယ်၍ဒီတိုင်းပဲဆက်ပြီးတော့မှတင်းမာမှုတွေဖြစ်နေမယ်ဆိုလို့ရှိရင်ငင်းငယ်လုပ်ငန်းစဉ်ကပြတ်သွားနိုင်တဲ့အထိဖြစ်နေတာလေကျွန်တော်တို့ငင်းငယ်လုပ်ငန်းစဉ်ကိုပြောမယ်ဆိုရင်နှစ်ပိုင်းပေါ့အဓိကပြစ်ခတ်ရဆဲရေးဆိုတဲ့အပိုင်းရယ်နိုင်ငံရေးဆွေးနွေးမှုဆိုတဲ့အပိုင်းရယ်နဲ့ကျွန်တော်တို့ပြောလို့ရပါတယ်အခု ဥတီသွားနေတဲ့ direction ကတော့တမတော်ကအပြစ်ခတ်ရစဲရေးကိုပေါ့နော်အပြစ်ခတ်ရစဲရေးမရှိတဲ့တရားဝင်လက်မှတ်မထိုးရတဲ့အဖွဲ့နဲ့တောင်သူအနေနဲ့အပြစ်ခတ်ရစဲရေးဖြစ်နိုင်အောင်ထိမ့်သိမ်းဆောင်ရွက်မယ်ဆိုတော့လမ်းကြောင်းဥတီနေတော့အပြစ်ခတ်ရစဲရေးဘက်မှာတော့လာမဲ့နှစ်ဒီမှာအခြေအနေကောင်းနိုင်တယ်ဒါပေမဲ့နိုင်ငံရေးဆွေးနွေးတဲ့အခါကျတော့ကျွန်တော်တို့လေ့လာသလောက်ကတော့ဒီတမတော်နဲ့အစိုးရနဲ့အဆင်မပြေဘူးဟုတ်လားတိုင်းပြည်တပြည်စစ်တပ်နဲ့ အစိုးရနဲ့အဆင်မပြေဘဲနဲ့ကွဲလွဲမှုတွေတိတ်များနေတဲ့နိုင်ငံတစ်ခုမှာငြိမ်းချမ်းရေးလုပ်ငန်းတွေအောင်မြင်သွားတာမရှိခဲ့ဘူးကမ္ဘာပေါ်မှာအဲ့တော့ငြိမ်းချမ်းရေးလုပ်ငန်းတွေအောင်မြင်မှုဆိုလို့ရှိရင်တမတော်ရောအစိုးရလောကဒီမဟာဗျူဟာတစ်ခုထဲမှာသွားဖို့လိုတယ်ပေါ့ဗျာအဲ့တော့ဆိုလို့ရှိရင်အတိဘယ်ကကျွန်တော်တို့အားလုံးလွယ်အောင်နားလည်အောင်ပြောလို့ရှိရင်ဘူဂျုတ်ခင်ညိုလက်ထက်ကလုတ်ခဲ့တဲ့ပုံစံပဲညိနေမှာပေါ့တနက်တန်တွေတော့ဘာပဲပြောပြောအတိုင်းအတာတစ်ခုရက်သွားတယ်ဒါပေမဲ့နိုင်ငံရေးစကားမပြောတဲ့တဲ့ကြောင့်မလို့ဆက်ကူ တို့လို့မရဘူးဆိုတဲ့သဘောမျိုးဖြစ်နေမှာဟုတ်ဘွေးကျော်ခင်ကျွန်တော်လောက်တော့ကသူကရှင်းတယ်ဗျနိုင်ငံရေးကိုမပြောဘူးဆိုပြီးလောက်ထားတာပြောကိုမပြောဘူးလာကိုမပြောနဲ့ဆိုပြီးသူကတခါလဲလောက်ထားတာအဲ့ဒါကိုလက်ခံလို့အပြစ်ခက်ရက်တာဟုတ်အခုကကြတော့အဲ့လိုမဟုတ်ဘူးလေအပြစ်ခက်ရက်ခြင်းဟာနိုင်ငံရေးပြောဖို့ဆိုပြီးအပြစ်ခက်ရက်ထားတာဟုတ်ကဲ့အဲ့တော့ကျွန်တော်ဒေါထုမေကိုလည်းအလှည့်ပေးချင်တာအဲ့ဒါဘာလဲဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတက်မတော်ကထုတ်လိုက်တဲ့တက်မတော်ကာကွယ်ဥစည်းချုပ်ရုံးကထုတ်တဲ့ကြေညာချက်တစ်ခုရှိပါတယ်အဲ့ဒီထဲမှာတနိုင်ငံလုံးအပြစ်ခက်ရက်စေးသဘောမျိုးထောင်တာပေါ့တကယ်တမ်းကျတော့အရင်တော့ကထုတ်ဘူးတယ်ခဏ တလတိုးတယ်နှစ်လတိုးတယ်ဒီလိုမျိုးတွေရှိပါတယ်ဒါပေမဲ့ခဏလိုမျိုးရခိုင်ဒေသကတော့မပါခဲ့ဘူးပေါ့ပြီးတော့မှနောက်ဆုံးတက်မတော်ကာကွယ်ဦးစီးချုပ်ထုတ်တဲ့ကြေညာချက်မှာဆိုလဲရခိုင်ကိုအပြစ်ကရဲစဲကြီးဒေသတွေမှာထည့်ထားတယ်ဆိုတော့ရခိုင်အတွက်ငင်းငယ်ကြီးမျောလင့်ချက်ကျတော့ကောင်းနေပြီလား အဲကျွန်တော်တို့ရခိုင်ပြည်နယ်ကိုဒီစစ်မျက်နှာရှော့လိုက်ခြင်းကဒီတနိုင်ငံလုံးတိုင်းတာအဖြစ်တခြားသောစိန်ခေါ်ချက်တခုကိုဟိုဆောင်ရွက်ဖို့အတွက်သူ့မို့အစီအစဉ်တခုရှိတဲ့အတွက်ကြောင့်မလို့ဖြစ်ကောင်းဖြစ်လာနိုင်တယ်ဆိုတဲ့ပုံမှာလည်းကျွန်တော်တို့သုံးသပ်ဖို့လိုပါမယ်။အဲရခိုင်မှာခဏရှော့လိုက်လို့ကရင်ဖက်မှာပို့ပြီးတော့တိုးသွားတာဆိုတာလည်းဒါငြိမ်းချမ်းရေးမဟုတ်ပါဘူး။အဲဒါကြောင့်ကျွန်တော်တို့တွေအနေနဲ့ကတော့ဒီမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေပုံမှာအဲကျွန်တော်တို့စိုးရိမ်မကင်းဖြစ်တယ်။အဲဒါ့အပြင်ရခိုင်ပြည်နယ်မှာအဲစစ်မှတ် ပတ်သက်ပြီးတော့ရထားတဲ့အခြေအနေကိုတော့ကျွန်တော်တို့ကြိုဆိုရဲအဲတစ်ဖက်မှာလည်းပဲတနင်္ဂနွေလုံးတိုင်းတာအဖြစ်ငင်းငန်းရေးကိုပေါ်ဆောင်တဲ့အခြေအနေက မင်းမိန်တယ်လို့ကျမတို့တွေ့ရတယ်။အာနာသိမ့်တဲ့အခြေအနေညဉ့်ညံ့ရတိဆောက်တဲ့အခြေအနေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံကလဲနေတယ်တပတ်လဲနေတဲ့ပုံမှာတွေ့ရတယ်။အဲပထမကျမတို့နေပြီးတော့ဒီဒီမိုကရေစီထွန်းကားဖို့စနစ်တစ်ခုကိုစခဲ့တယ်။အဲတိတ်မကြဘောနော်ဒီစစ်စုနှစ်တစ်ခုကြော်ပြီးဆိုလို့ရှိရင်ဒီအာနာသိမ့်တဲ့ကိစ္စဖြစ်တယ်။အဲဒါကြောင့်ညဉ့်ညံ့ရပြောပြီးဆိုလို့ရှိရင်ကျမတို့ရခိုင်ပြည်နယ်ညဉ့်ညံ့ဖို့လိုအပ်တယ်လို့ပဲတနိုင်ငံလုံးကဒီလက်နက်ကင်ပဋိပက္ခအားလုံးပေါ်မှာအခြေခံတဲ့ညဉ့်ညံ့ရမှုဖြစ်မှသာလေညမာနိုင်ငံညဉ့်ညံ့ရလို့ပြောလို့ရမှာပါရှင့်။ ဟုတ်ညရေးစီလှည့်ပေးကြပါတယ်စောစောကတက်နဲ့အစိုးရနဲ့တဘောတည်းမကြလို့ရှိရင်ငင်းငယ်လုပ်ငန်းစီရင်မအောင်မြင်နိုင်ဘူးဆိုတော့အဲကောက်ချက်ပေါ့နော်ဒါနိုင်ငံတကာမှာလည်းတွေ့ရတဲ့ပုံစံပေါ့ဒါတော်တော်များများဆိုပြောတဲ့ဟာပါနောက်တစ်ခုကဒေါထုမီပြောတဲ့ဟာကဒီဘက်ကိုရက်ရင်ဟိုဘက်မှာဖိအားပေးတယ်ဒါက EU အချင်းချင်းကြားမှာလည်းဒီလိုမျိုးဖြစ်တယ်နောက်တစ်ခုကကျတော့ပြည်တွင်းကဒီမိုကရေစီလှုပ်ရှားတဲ့အင်အားစုတွေကိုနှိပ်ကွပ်ခြင်းလို့ရှိရင်အဖြစ်ကရက်စဲကိုရက်လိုက်တယ်ဒါကလူတိုင်းပြောနေကြတဲ့ကိစ္စပဲအခုလည်းပဲ အဲဒေါက်ထုမေပြောတာလဲအဲ့တဘောမျိုးလို့ကျွန်တော်နားလဲပါတယ်ကိုမြားရေးတို့ရောအဲ့လိုမျိုးစိုးရင်တော့ကရှိတာဖြတ်တန်းခဲ့တဲ့နိုင်ငံကြီးဖြစ်စဉ်တွေမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့သောသောပြောသွားလို့တစ်ဖက်ကိုတင်းနေတစ်ဖက်ကိုဖော့တယ်ဆိုတဲ့ဟာတော့အမှန်ပဲဗျသတိပြုပြီးစဉ်းစားရမယ့်ကိစ္စက နိုင်ငံကြီးဥဆောင်မှုကိုဘယ်သူပေးမလဲဆိုတဲ့အချက်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့တပ်ပိုင်းကလည်းနိုင်ငံကြီးဥဆောင်မှုကိုဟောအုပ်ချုပ်ရေးပိုင်းကိုရောလုံခြုံရေးပိုင်းကို စစ်အစိုးရအတွင်နဲ့တောက်လျှောက်လုလာခဲ့တာဖြစ်တယ်။ဟိုစစ်ဖိုင်ရကိုဗိုလ်ချုပ်ခင်ကျင်းတို့ခင်တော်ကနိုင်ငံရေးစကားကိုနောက်အစိုးရတက်မှပြောလို့ဆိုပေမဲ့လည်းအမျိုးသားညီလာခံအခင်းချင်းမှနိုင်ငံရေးစကားကြီးပြောခဲ့တာရှိတယ်။အဲ့တော့တိုင်းရင်းသားလက်နက်ကင်နဲ့တိုင်းရင်းသားတွေရဲ့ခံစားချက်နဲ့တိုင်းရင်းသားတွေရဲ့တဘာဝနိုင်ငံရေးမှာလည်းသိထားဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုတော့အခုညင်းနေတာရှိတယ်လေ။ Federal ကအရင်လား democracy ya democratization ya အရင်လားအဲ့ပုံမှာတော်တော်အငြင်းပေါင်းမှရှိရကျွန်တော်တို့ယုံကြည်ချက်က federal ပြည်တော်စုတည်ဆောက်ရေးက အရင်လောက်ရမယ်ဒါမှဒီမူစီညဉ့်ညဉ့်ရမှာဒါမှဒီမူစီရှင်းတယ်မယ်ဒါကျွန်တော်တို့ရဲ့ကျွန်တော်ရဲ့အယုံကြည်ချက်ပေါ့နော်ဟုတ်ဟိုဒါတိုင်းသားနဲ့ကျွန်တော်မကောတိုင်းသားရဲ့တဘာဝကလည်းတတက်လုံးကဖိနှိပ်ခံထားတယ်1040ခုပင်လုံစာချုပ်ကလည်းဘာမှအကောင့်ထဲမပေါ်လာနိုင်ခဲ့ဘူးတန်ပြီမှာပွင့်လင်းပြန်ဂရိပြက်ခဲ့တယ်ဗျအဲ့ဒီပုံမှာတော့တိုင်းသားတွေနေနဲ့သူ့ရဲ့ right ကိုဒိန်ခဲဘသူစီမှာရှိတယ်လဲဆိုတာပဲစဉ်းစားမှာပဲနိုင်ငံကြီးရဲ့တဘာဝပါပါပဲဘသူကပေါ်ဆောင်ပြီးနိုင်မလဲဆိုတော့စဉ်းစားမှာ ဒီပြီးခဲ့တဲ့ညဉ့်ညိုင်းဖြစ်စဉ်မှာ အစိုးရဘိုင်းကလည်းညဉ့်ညိုင်းဖြစ်စဉ်တိဆောက်တဲ့အခါမှာနိုင်ငံရေးအရဥဆောင်မှုပေးတဲ့အခါမှာတော့ယုတ်တိရောရဲ့နိုင်တယ်လို့မြင်တယ်။တပ်ပိုင်းဆိုင်ရာကလည်းတိုင်းရင်းသားတွေနဲ့ထိတွေ့မှုကြတော့တော်တော်များများသိရတယ်ရှိတယ်။ဒါကကျွန်တော်မြင်တဲ့အမြင်။တေချာတစ်ခုကတော့အာဏာသိမ်းပြီဖြစ်စီမသိမ်းပြီဖြစ်စီလက်ရှိမြန်မာ နိုင်ငံရဲ့အခြေအနေအား ရပ်ပဲစစ်ပဲဆက်ဆံရေးလုံးဝပြည့်ရင်းစားပြုတ်သွားပြီလို့တော့ကျွန်တော်တို့ကအဲ့လိုတုံ့တက်တယ်ကျွန်တော်မြင်ပါတော့ပြည့်ရင်းလာပြီလို့မြင်တယ်ဟုတ်အဲ့တော့ဆိုရင်စစ်ပဲရပ်ပဲဆက်ဆံရေးဟာပြည့်ရင်းပြီးတော့မှနောက်ပြန်ဆုတ်သွားတဲ့ဘက်ကိုဥတည်နေလားဒေါက်တာမင်းစောဘယ်လိုမြင်ပြဿနာတွေကိုဗျာဒီလောလောဆယ်ရှိနေတဲ့ဒီရွေးကောက်ပွဲကိုအခြေခံပြီးဖြစ်လာတဲ့ဒီငင်းခုံမှုတွေကိုဖြည့်ရှင်းလိုက်နိုင်တောင်မှ နိုင်ငံတစ်ခုရဲ့တပ်မတော်တစ်ခုကအာဏာသိမ်းရမလားဆိုတဲ့ဟာမျိုးကိုထွက်ပြောတဲ့အဆင့်ကိုရောက်သွားကြတဲ့ရဒီရပ်ဖက်စပ်ဆက်ဆံရေးကိုပြန်လုပ်ဖို့ကတော့အချိန်တော့ယူသွားလိမ့်မယ်ကျွန်တော်တို့ကငြိမ်းချမ်းရေးဖြစ်စဉ်ကိုတွားတဲ့အခါမှာအစိုးရကငါငါအီယူနဲ့တိုက်နေတဲ့တပ်မတော်ဂျမ်းမှာအလဲရထိုင်ပြီးကမခရလုပ်ပေးတာပါဆိုတဲ့ခြေခံနဲ့ချီကန်တော့အဆင်မပြေဘူးဗျအဓိကအစိုးရဘက်ကချီကတ်တဲ့နေဟာကငြိမ်းချမ်းရေးဆိုတာငါတို့ကဂျားအနေဝင်လုပ်ပေးတာမဟုတ်ဘူး ဟလာငါတို့မှာရီမန်းချက်ရှိတယ်အဲ့ဒီရီမန်းချက်ကိုသွားမယ်အစိုးရဖြစ်တဲ့အတွက်ကြောင့်မို့အဲ့ဒီရီမန်းချက်ကိုသွားလို့ရအောင်ဥဆောင်မယ်တတ်မတော်နဲ့ညှိနှိုင်းမယ်ဟလာ EU နဲ့ညှိနှိုင်းမယ်ဟလာဗမာအချက်အလက်နဲ့အစိုးရဖြစ်တဲ့အတွက်ကြောင့်မို့အစိုးရအစိပ်ပိုင်းဖြစ်တဲ့တတ်မတော်နဲ့အစိုးရနဲ့ကြားထဲမှာငြင်းငြင်းရေးကိုဘယ်လိုသွားမလဲဆိုတာဒါပေမဲ့ဒါပေမဲ့လက်ရှိအခြေအနေကအစိုးရကအဲ့လိုဥဆောင်နိုင်တဲ့အနေအထားရှိနိုင်သေးလားကိုမျိုးဝင်မျိုးဝင်အစိုးရဥဆောင်လို့ရှိရင်ရောတက်ကလက်ခံပါမလားဒါအစိုးရနဲ့တန်းတဲ့တသားတည်းမဖြစ်တာအခုမှမဟုတ်အခုကအမြင့်ဆုံးရောက်သွားတာပေါ့နော် ဒီ2005ရွက်ကောက်ပွဲရလာထွက်ပြီဆိုရင်လည်းဒါမှမဟုတ်ကျွန်တော်တို့တောင်းဆိုပါတယ်လာမယ့်ငွေစွန်းနေပွဲမှာတကိုစတေဟုတာတို့ပြင်နေတီမှပြရမယ် and the အလုပ်တော့မလုပ်ရသေးဘူးအနာကလှုပ်ပလွဲသူဒါအရင်တောင်းဆိုလာဟုတ်ကဲ့တော်သူမေရောအခုအခြေအနေကြီးကိုကြည့်ပြီးတော့မျောလင်းချက်တော်တော်နေသွားသလားငင်းငယ်လုပ်ငန်းစဉ်ပေါ်မှာနဲတော့နဲတယ် ပျောက်တော့ပျောက်တာတော့မဟုတ်ဘူးပေါ့နော်အခုအငင်းပွားနေတဲ့ကိစ္စအခုစပြီးတော့မှကျွန်တော်တို့တင်းမာတဲ့ကိစ္စကရွေးကောက်ပွဲနဲ့ပတ်သက်လို့ဆိုရွေးကောက်ပွဲဆိုတာကကျွန်တော်တို့ကဒီအစိုးရဖွဲ့ဖို့တခုတည်းမဟုတ်ဘူးဒီမိုကရေစီစတင်ဖို့အထူးသဖြင့်ကျွန်တော်တို့လူနည်းစုများရဲ့အခွင့်အရေးကိုရရှိဖို့ဒါကြောင့်မလို့ကျွန်မကတော့တခါတလေအဲဒါကိုဘယ်လိုမြင်လဲဆိုလို့ရှိရင်လူနည်းစုအခွင့်အရေးတွေကိုဟိုဒီလက်တကမ်းမှာရောက်နေတဲ့အချိန်မှာပဲအများအပေါက်ချသလိုမျိုးပဲကျွန်တော်တို့တွေ့ရတယ်ဟိုကျွန်တော်တို့နိုင်ငံရဲ့ခေါင်းဆောင်များရဲ့အတွေးခေါ်ကတကယ်ကိုဟိုငြင်းငြင်းရေမရှိတဲ့အတွေးခေါ်များလား ဒါမှမဟုတ်ရှင်လူနည်းစုရဲ့အခွင့်အရေးကိုလေးစားလိုက်တာမျိုးအားနေတဲ့အတွေးခုံမျိုးလားဆိုတာတော့ကျွန်တော်တို့ကမေခွန်းထုတ်ရမယ်ပေါ့ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ပထမအပြည့်ဒီမှာခဏရက်ပြီးတော့မှကျွန်တော်တို့ဒီနေ့ခေါင်းစဉ်နဲ့ပတ်သက်တဲ့သတင်းပေးဖို့လေးပေးဖို့ချက်ကိုကျွန်တော်ကြည့်အောင် ြီးခဲ့တဲ့9နှစ်တာကာလအတွင်းမှာဒေါက်ဆန်းစုကြည်ဦးဆောင်တဲ့ LD ဆိုရလက်ထက်မှာငင်းရဲညီလာခံကို၄ချိန်ကျင်းပခဲ့ပါတယ်။ရာလတ်တွေကတော့ COVID-19 ကပ်ဘေးကာလ2020 August မှာကျင်းပခဲ့တဲ့စတုဒ္ဒအကြိမ်ညီလာခံအပြီးမှာသဘောတူညီချက်82ချက်နဲ့2020အလွန်အဆင့်လိုက်အကောင့်ထဲဖော်မဲ့လုပ်ငန်းစဉ်တွေကိုအတူတူဆောင်ရွက်သွားမဲ့အကြောင်းပေါ်ထွက်လာပါတယ်။ယောဂကပေးကြောက်ပဲဒီနှစ်တွေအတွင်းငင်းငင်းလုပ်ငန်းစဉ်ဟာရပ်တန့်သွားတဲ့အချိန်တွေတည်းရှိခဲ့ပါတယ် ်ငယ်ရေးလုပ်ငန်းစဉ်မှာဆိုရနဲ့တပ်ပရောဂျာမှာသဘောထားမတူတာကညှိနှိုင်းမှုတွေရှုပ်ထွေးစေတယ်လို့တိုင်းနာကောင်းဆောင်တွေဘက်ကအမြဲတမ်းအားမလို့အားမရပြောလို့ရှိပါတယ်နောက်ဆုံးကျမခဲ့တဲ့ညီလာခံမှာတပ်ပရောဂါဝေဦးစည်းချုပ်ရဲ့မိကွန်းကဒီချက်ကိုထပ်ဆင့်အတည်ပြုလို့ဖြစ်ခဲ့ပါတယ် ညီလာခံမှာဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကငင်းချမ်းရေးလုပ်ငန်းစဉ်တွေကိုတခြားလုပ်ငန်းစဉ်တွေနဲ့တွဲဆက်ထားတာဟာငင်းချမ်းရေးလုပ်ငန်းစဉ်ကိုရောတွဲဆက်ထားတဲ့လုပ်ငန်းစဉ်တွေကိုပါအောင်မြင်မှုနဲ့အလန်းဝေးစီမယ်လို့ပြောခဲ့ပါတယ်ဒီအချက်ဟာဒေါက်ဆန်းစုကြည်ရဲ့အချိန်ကန်သဘောထားနဲ့ဖြောင်းဖြောင်းကြီးဆန့်ကျင်နေတဲ့သဘောရှိပါတယ်နှစ်တကူမေကွန်းမှာပဲဒေါက်ဆန်းစုကြည်ကငင်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ဥတီချက်ဟာဒီမိုကရေစီဖက်ဒရယ်ပေါ်ထွန်းရေးဖြစ်ပြီးဒီအတွက်မဖြစ်မနေတဲ့အချက်ကဖွဲ့စည်းပုံအချိန်ကန်ဥပဒေပြုပြင်ပြောင်းလဲရေးဖြစ်တယ်လို့ရှင်းရှင်းလင်းလင်းပြောထားတာပါ ဒီပန်းနိုင်ကိုအရောက်လှမ်းနိုင်ဖို့ရာငင်းချိုင်းရေးနဲ့ရေရှည်တည်တံ့ခိုင်မြဲတဲ့ဖွံ့ဖြိုးရေးငင်းချိုင်းဖွံ့ဖြိုးရေးနဲ့ဒီမိုကရေစီရှင်သန်ရေးဒီမိုကရေစီရှင်သန်ရေးနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးနဲ့ငင်းချိုင်းရေး ီကိစ္စတွေဟာတစ်ခုနဲ့တစ်ခုအရှိပြန်အနောက်ပြန်ဝိုင်းပတ်ဆက်နွယ်နေကြောင်းကိုလည်းဒီဇိုင်းမမဆင်ကျင်ပြီးဆောင်ရွက်ခဲ့ပါတယ်။ဒါဆိုစုကြည်ရပြောကြားချက်ကိုကြည်ရင်ဗဂျိုမူကြီးရဲ့ယူဆနဲ့တိတိတသာကွဲလွဲနေတာတွေ့ရပါတယ်။ဒီကနေ့21ရာစုတင်းလုံးညီလာခံရဲ့စတုဒ္ဒအကြိမ်မြောက်စီဝေးကတဘောတူခဲ့တဲ့ပြည်တော်စုတဘောတူစာချုပ်အစိပ်ပိုင်းအပိုင်း၃မှာလုံခြုံရေးဆိုင်ရာပြည်လည်ပေါင်းစည်းခြင်းလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့သဘောတူညီချက်တချို့ပါဝင်လာပါတယ်။ ဒါဟာရခိုင်ရရှိခဲ့တဲ့တဘောတူညီချက်တွေနဲ့မတူထူးခြားအဖြစ်မှတ်ယူနိုင်သလိုငကိုကရေကမတူမငိမ့်ဖြစ်နေတဲ့ငင်းငယ်လုပ်ငန်းစဉ်အားပိုပြီးအထီးကျိုက်မခံတဲ့အပိုင်းကိုဥတီသွားနေတဲ့တဘောလည်းဖြစ်သွားနိုင်ကြပါခင်ဗျာ။